ီတက်တူးကိုတဲ့ဘလူးကောင်းနဲ့အုပ်သွားတယ်။အုပ်ပါ။ကျမကပဲဘလူးပြောမလဲ။ကျေးဇူးတင်မှာခွေကောင်းနဲ့အုပ်မသွားတယ်။ဘယ်ဟုတ်မလဲရန်ကုန်သားချန်ခုံသွားတာကို။မိမယူထားတယ်။မိမကကြတော့ဖာတယ်ဆိုတော့လေတနေ့နေ့ချင်းချင်းကျမတို့ဆီကယူသွားတာလေစားလို့တောက်လို့မြို့လို့စို့လို့အားရပြီဆိုလို့ရှိရင် မိမဖာတယ်ဆိုတော့ तू ကဖာကောင်းလို့ပြီးတော့မှမိမဖာခံကျူးလိမ့်မယ်။ကျမကတွေးထားတာ။တတ်မရှိရင်လက်နဲ့လား။ မေမရှိရင်မီတွေနဲ့ပြောမယ်ဆိုတော့စိတ်တက်တယ်ကျမမှမရှိဘူး။လင်းလင်းကြီးမရှိရင်လင်းငယ်နဲ့ပြောမယ်ဆိုတော့စိတ်တက်တယ်ကျမမှမရှိဘူး။အားလုံးပဲမင်္ဂလာပါဗျာ။ကျွန်တော်ကတော့ခွန်မိုးတီပါဗျာ။အခုကျွန်တော်တင်ဆက်ပေးမယ့် beautify လေးကတော့အင်တော်ရေးကံမကောင်းတဲ့ DM ကသူ့ယောက်ျားနဲ့ဘလို့ क्वे ခဲ့လဲသူ့ယောက်ျားနဲ့ क्वे သူ့ယောက်ျားကဘာတွေယူသွားလဲဆိုတာကိုချင်းပြပြီးပြောပြလာတဲ့ beautify လေးပဲဖြစ်ပါတယ်ဗျာ။ beautify လေးကတော့ဒီသူတူတူတယောက်ကိုမှထိခိုက်စေလို့တဲ့စိတ်မရှိဘူးဗျာ။ ုသူတသင်ခန်းစာရရှိလို့တဲ့အနေနဲ့ပြန်လည်မျက်ဝေဖြည့်တဲ့ beautify လေးပဲဖြစ်ပါတယ်ဗျာဒီ beautify လေးကိုကျွန်တော်နဲ့အတူတူအဆုံးထိလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျာကျွန်တော်တော့ကချင်ပြည်နယ်မှာနေကြတာပေါ့ကချင်ပြည်နယ်ပမောခရိုင်ရွှေကူမြို့နယ်မြို့ချောင်းကျေးရွာပေါ့ဂျင်းစဘယ်မှာတွေ့ကြလဲဆိုတော့ကျွန်မကျွန်မနဲ့ကျွန်မမျိုးသားနဲ့မျိုးမတော်ဘုံမှာတွေ့ကြတာကျွန်မတော့ကျွန်မအကိုရဲ့မတော်ဘုံမှာအင်ဝိုင်းနဲ့လိုက်တယ်သူကတော့အကိုဝန်ခွဲရဲ့မတော်ဘုံမှာပါလီမောင်းနဲ့ ရောထဲမှာရောက်လာတာတော့လင်းက6မိနစ်လောက်ရှိပြီလို့တော့ပြောတယ်။ဒါပေမဲ့ဟိုချစ်သူစဖြစ်ကလေးကသူ့မတွေနဲ့ရတော့စကားများလို့ကျမတို့သူ့မျိုးတိုင်းဝိုင်းနဲ့တော့ဆက်သွယ်မလုပ်ဘူး။ဆက်သွယ်မလုပ်တော့မိဘတွေကိုသဘောတူအောင်လဲကျမပဲပြောလာတာကျမရင်ရောက်ခဲ့တာ။ဝတ်စားပဲပါတယ်ပတ်စံတပြားတစ်ချက်မှမပါဘူး။မနစ်ကသမိုးစံချိန်တုန်းကတော့အိမ်ကိုခေါ်ခဲ့တာ။အိမ်ကိုခေါ်ခဲ့ကြတော့အော် तू လဲဘယ်လိုပြောမလဲရွှေမျိုးတိုင်းဝိုင်းမရှိပါဘူးလေ။ မိသားစုလည်းမရှိပါဘူးဆိုရင်မှကျွန်မခေါ်လာတာမိတို့ပြောအကျိုးကြောင့်ပြောရတာမှမနေ့ကသင်းမောဆန်တော့ကလည်းကောင်းကောင်းမွန်မွန်ပဲအိမ်မှာထားတာအဲ့ကနေပြီးတော့မှယူဖို့ရာထီးယူရထားတော့ယူမျိုးမတော်လုံးလုံးလှုပ်လိုက်တာကျွန်မလည်းဈေးရောက်သွားတာပါမှော်လဲဆိုတော့အိမ်မှာပတ်စံစုတယ်ပတ်စံစုယူဖို့ရာပတ်စံစုမိတို့လည်းပြောတော့မိတို့ကလည်းအော်မစိုးဘူးလူရိုးလူအေးပဲသဘောတူတယ်ဆိုရင်မှပတ်စံစုကြတယ်လူရိုးလူအေးလေးဆိုတော့ဒါပြင်ပမဆိုသဘောချကြတယ်ဗျာနော်သူကလည်းစုပါတယ် လောက်လောက်ရရသလဲဆိုတော့သူစုတာ30ကျော်လောက်တော့ရတယ်။အဲ့အနေပြမှာကျမတို့မနစ်ကတုန်းကခုပြီးခဲ့တဲ့နှစ်ပေါ့နော်။တကူးလာဆန်ပိုင်းတုန်းကကျမတို့မင်္ဂလာဆောင်ပြကြတယ်။ဆောင်ပြီးတော့ပတ်စံဘလောက်ဘလောက်ကုန်တယ်လဲဆိုတော့မင်္ဂလာဆောင်သိ320လောက်တော့ကုန်တယ်။နှစ်က320လောက်ကုန်တယ်သူ့ရဲ့လောက30လောက်ပဲပါတယ်။ရှင်တော်ကကျမတယောက်ထဲနေခဲ့တုန်းကစုထားတဲ့ပစ္စည်းတွေကိုရောင်းချပြီးတော့မှဆောင်မယ်။အော်ကိုလည်းပေါင်းဝင်ချင်မှမျက်နှာငယ်ရမှာ။ သူ့ကိုလည်းဟိုကချင်းပြည်နယ်မှာလာလောက်တာရွှေမြူတန်းဝမ်းမရှိဘူးမျက်နှာငယ်မှာဈာမကိုစီရပဲကုန်ခန်းတယ်ပန်းတို့မိကလာဆောင်လိုက်တာမိဘတွေကိုလည်းဘယ်လိုပြောမလဲငိုကျေးသူရလို့လည်းကျမတို့မတင်ပါဘူးကိုရတဲ့လက်ဖွဲ့ငွေကိုကိုဘာတန်းနဲ့ကိုယူတယ်အဲမိင်္ဂလာကျွေးတင်ထားဆက်တော့မိင်္ဂလာကျွေးတော့မှခုချိန်နေမကြေသေးဘူးမောင်ဖြစ်သူဆန်နေရှူထားတာမိင်္ဂလာကျွေး၈သိန်းကျန်သေးချစ်သိန်းကျန်တော့ကြတော့ခုအိမ်အောင်တက်တန်းဘလောက်ရှိပြီလဲဆိုတော့အိမ်အောင်တက်တန်း6လရှိပြီ6လကျော်ကျော်9လတဲ့တော့ရောက်ပြီပေါ့ ကိုလာပိုင်းစနေရနေရအရန်နေထွက်သွားလာစကားလည်းမများဘူးစစ်ပြေးပြေးတော့ဆိုလို့ရှင်တောင်မော်ပြေးတယ်ကိုနဲ့ယူပြီးတော့ဆိုတော့ကိုယောက်ျားဆိုတော့မိဘတွေကလည်းကျမောက်မှာမောင်လေးတယောက်ရှိတယ်မောင်တယောက်မောင်တယောက်ရှိပြန်တော့ညာလဲမောင်ကအလုံးနဲ့ဆိုတော့အလုံးကိစ္စသူ့တာဝန်နဲ့သူဆိုတော့မအားလို့အိမ်ကိုလည်းထောက်ကူမပြုနိုင်ဘူးညီကောင်မတွေကလည်းချစ်ကြတယ်မိဘတွေကလည်းချစ်ကြတယ်သူ့ကိုသားရင်တယောက်အကိုညီမလေးဆိုလို့ရှင်လည်းသူ့ကိုတယောက်လိုပဲချစ်တယ်မောင်လေးကတော့သူ့ဟာနဲ့သူ့ကြောင့်မအားမကိုရလို့အိမ်မကတ်နိုင်ဘူး ဒါမှမဟုတ်အိမ်မကက်နိုင်လို့ဆိုပေမဲ့တော့ညာလဲသူ့ကိုအလုတ်ခိုင်းနေဆိုတာလဲကျွန်တယောက်လိုမျိုးကျမတော့မတတ်မှာအကိုလည်းကိုယောက်ျားကိုကိုကိုဘာသာနဲ့ကိုပဲကောင်းကောင်းမုံမုံကျမတို့မှာဆိုချင်းဆိုင်ဖွင့်ထားတဲ့ကားသမားတော်တော်များများလည်းတည်တယ်ဒီမိသူချောင်းကျော်မိသူချောင်းသားပေါ့နော်အောင်ဆန်းပွင့်ဆိုင်ဆိုရှင်မတည်တဲ့ကားသမားမရှိတော်တော်များများတည်ကြတယ်တည်တယ်ဝန်တန်းတိုင်းလူလူကလည်းတည်ကြတယ်ဒါပေမဲ့သူ့ကိုအဲ့လိုမျိုးအလုတ်ခိုင်းနေဆိုတာလဲကျမတို့ကဆိုင်တွင်းလောက်ပဲခိုင်းတယ်မနှက်အင်ကမခိုင်းဘူး ကျမတို့လည်းလုပ်တယ်လုပ်နိုင်တယ်သူတယောက်ဆိုလည်းကျွန်တယောက်လိုမျိုးမခိုင်းဘူးမခိုင်းတော့ကြတော့သားတယောက်လိုမျိုးလည်းမရတတ်မှန်ထားတာကျမမေယာဆိုလို့ရှိရင်သူ့ကိုဘလောက်ကြီးကြီးယုံကြည်ထားတယ်လဲဆိုတော့ရှိသူမဆူပစ္စည်းတာမှကျမတို့မှအဲသူ့ကိုပဲပုံပြီးတော့မှပဲအပ်ထားတယ်ခုကြတော့ဘလိုမျိုးဖြစ်တယ်လဲဆိုတော့ကိုလာပိုင်း၁၂နှစ်နေရအရင်ကထွက်သွားတာထွက်သွားတာလည်းကောင်းကောင်းမွန်မွန်ထွက်သွားတာမှဘလိုပြောမလဲဆိုတော့ ကျွန်မမေဟိုးရင်ကလာကျွန်မတို့ငယ်စဉ်တောင်ကြီးကလာမေလောက်ထားတဲ့လက်ဝတ်လက်စားပေါ့နော်တကြက်သား၃ခုရဲ့ရှစ်တွယ်စပိညီမလေးနဲ့ကျွန်မကျွန်မနဲ့ပေါ့နော်ရှစ်တွယ်စပိနှစ်စုံဆိုတော့၄ချောင်းအမေရဲ့ရှစ်တွယ်စပိတစ်ချောင်းနောက်ပြီးတော့အမေရဲ့အော်တိုမက်တစ်တစ်ချောင်းအဲ့ဒါအပြင်ကမှဆွဲသီးရ၃ခုကျွန်မမေလောက်ထားတာအမေဆိုလို့ရှိရင်ပစ္စည်းလောက်ပြီးကလေးကခက်ကလာမကောင်းလို့ဝတ်တောင်မဝတ်ဘူးနှစ်ဆွဲတရံအပကြတော့လက်ကောက်၄ခွင်း လက်စွပ်၃ခွင်းစွပ်သီးရလည်း၃ခုယူသွားတာအဲ့ဒါပြင်ကိုမှယူအဲ့ဒါယူသွားလို့လည်းအာမကအာမရဘူးအရင်ဆိုင်ခဲ့ပါဘူးယူသွားတာကျောက်မဖြစ်သူကဒါယုံကြည်လို့အနန္တရဲ့ပစ္စည်းကိုအခုလိုယုံကြည်မှုပေါ်လွဲသုံးစားလုပ်ပြီးကြီးသမားပစ္စည်းတွေကိုအခုလိုယူသွားတာတကယ်ကိုမှစိတ်ထက်အောက်တက်ကြလွန်နေတာနော်ဒါအများမြင်မှာတော့ကျမတို့ကသူ့ကိုဒီတိုင်းပဲပုတ်ခတ်ပြီးတော့မှပြောတယ်လို့ထင်ပါကြမလို့ကျမကပြောပြတာရှင်းနေရှင်းပြတာတကယ်ချင်းပေါင်းသိနေပြောတော့လေဘယ်သူမှသူ့ကိုဒီလိုမျိုးမယုံကြည်နိုင်ဘူး ကိုရိတ်ခံတဲ့ကိုသွားတာမဟုတ်ဘူးကျမတို့ကီစေးနဲ့သွားသွားတာခုတော့ကျမတို့လည်းရှာပါတဲ့သူထွက်သွားကြလားတက်နိုင်သလားရှာတယ်ဘယ်မှမှရှာလို့မတွေ့ခိုးသွားတဲ့လူနဲ့ရှာတဲ့လူနဲ့ဘလို့လို့တော့တွေ့မှလည်းပေါ့နော်ပေါင်းကြီးအောင်ပြောကြအော်ဒါပေမဲ့တော်ညာလည်းကိုကလည်းတွေ့လူပညာရှာတယ်နောက်ကြမှာတငယ်ချင်းတယောက်ကပြောမှရှာနေတော့မရှိတော့ဘူးရန်ကုန်ရောက်သွားဆိုတော့ရန်ကုန်ရောက်ထားတယ်သူမိန်းမနဲ့သူမိန်းမနဲ့တွေ့တင်ထားတဲ့ပုံပေါ့နော်မိန်းမကလည်းကောင်းတဲ့မိန်းမလားဆိုတော့ကြတော့လေမကောင်းဘူး ဘယ်လိုပြောမလဲအကောင်စားရရမဟုတ်ဘူးဟိုးရင်တော့တော့သူတို့ငိမ့်စားလို့တော့ပြောတော့ပြောကြပေါ့ခုသူရန်ကုန်ရောက်လို့မိမယူထားပြီးညီလေးကိုရတော့မိမအိမ်ကကွဲသွားတာကြာပြီလို့ကျမမောင်လေးတယောက်ကိုပြောတယ်ပြောတော့ကြတော့အော်အဲ့ခါကျမကိုကသူရန်ကုန်ရောက်သွားပါလားဆိုပြီးမှပဲနေထားလိုက်တယ်တကယ်တမ်းတော့ကျမတို့ကရန်ကုန်မှာလို့မထင်ဘူးရှေကူနာတဝိုက်မှာပဲပုံနေရလို့ပဲကျမတို့ကထင်တယ်ပုံမြန်တော့ယူပြန်တော့ကြတော့လေမိမအကောင်းသလားဆိုတော့မိမမကောင်းဘူး မင်္ဂလိယရန်ကုန်ကတောင်တကုန်လမ်းမှာနေရဆယ်သိဆယ်သိရွက်ကအကျော်ပေါ့နော်၁၈ရွက်ကမှာနေတယ်မိမကောင်းလားဆိုတော့မိမမိမကောင်းမဟုတ်ဘူးဖားစေသူတို့နဲ့အတူတူနေခဲ့တဲ့ကောင်မလေးတွေကလည်းကျမကိုပြောပြတယ်သူကဖားတယ်မေသူအောင်ကခုတော့ဖားမခံတော့ဘူးငဖြိုးဆိုတဲ့ကောင်ကဒီကောင်ဒီကောင်ငဖြိုးဆိုတဲ့ကောင်ဒါကျမရောက်ကြဒီလေဘင်းကထိုးတာကျမနေမယ် အဲသူကကြတော့ပတ်စံပြန်အမ်းပြီးတော့မှခေါ်သွားတယ်တဲ့သူမှမေသူအောင်မှာခုသူယူလိုက်တဲ့ကောင်မမှာကလေးနှစ်ယောက်ပါတယ်ဒါပေမဲ့ကျမတို့ကဘယ်လိုပြောမလဲအများအမြင်မှာကျမတို့မိသားစုကပဲလိန်ပြောနေတယ်အဲ့လိုမျိုးပေါင်းသိနေရတယ်ကျမတို့ကပဲအော်ကျမယောက်ျားထွက်သွားလို့လိန်တော့မှပြောတယ်တကယ်တော့ကျမတို့ကမလိန်လိန်စရာအကြောင်းလည်းမရှိဘူးသူလူပလာကြီးထွက်သွားမယ်ဆိုလို့ရှိရင်ကျမတို့ကလိုက်မရှာဘူးလိုက်ရှာတယ်ဆိုရလေအရင်ကလေးကကျမမိဘချွေးနဲ့သွေးနဲ့ရင်းယူတော့မှဘိုးဘွားပိုင်းလက်ထက်ကလေးပစ္စည်းကြောင့်လေကျမတို့ကရှာကြတာ စာယူသွားပြန်တော့လေတခုတည်းလေးလောက်ဆိုကျမတို့ကမပြောဘူးရှုစုမစုအကုန်လုံးကိုခိုးသွားတာဒါတခိုးပေါ့နော်ဒါတခိုးရန်ကုန်ကရန်ကုန်ကယူလေးကတကယ်ကိုမှတနာခမပြန်နော်ထင်ရအောင်ဗျသူ့ဖေကနင်းမကောင်းလို့တဲ့စိတ်ယုံတက်နေရတာတဲ့သူမသွားခင်ရင်၃ရက်လောက်ကပေါ့နော်စိတ်ယုံတက်နေရတာပတ်စံလွဲကျင်ပါတယ်ငါမိမရာဆိုလို့ကျမကျမရဲ့ဆွဲကြိုးလို့ပေါင်ပြီးတော့မှလွှဲခိုင်းလိုက်တယ်နောက်တော့အော်တိုမက်တစ်ချောင်းရောင်းပြီးတော့မှလွှဲခိုင်းလိုက်တယ် ဒါတွေကိုမွေးထားတဲ့ဖက်အေးရလည်းမသိတာလားဒီလိုမျိုးသားသမီးလောက်သွားတာခွေးချင်းခွေးချင်းကြံသွားတာကိုဘက်ကလက်ခံတဲ့ကောင်မောက်လည်းကျမမေးလိုက်ချင်းမသိတာလားတိတိနဲ့အောင်းပြီးတော့မစားကြနော်ဘလို့ပဲဖြစ်ဖြစ်ဘဲအိမ်တော်ကိုပဲပြုတ်ပြီးကျမကျမတွေးထားတယ်လို့ကတော့ကိုယူထားတဲ့မိမပေါ်မှာယောက်ျားကောင်ဖြစ်နိုင် မဖြစ်နိုင်တယ်ယူရတော့ဘယ်လောက်မိမတွေပဲယူယူဒီကောင်ဘယ်တော့မှယောက်ျားကောင်မဖြစ်ကျမတော့ဆူတောင်းနဲ့မြစ်တာတရားထားတယ် မေကိုလည်းကျမကပြောတယ်အမေပါသွားတဲ့ပစ္စည်းကဘလောက်ခွဲတန်ကျင်ဖို့ရှိရှိသူတို့တသက်လုံးမစားရကျမတို့ယောက်ျားကောင်းမဟုတ်တော့ရေသူလည်းနောက်ထပ်ပဲအိမ်အောင်မပြပြယောက်ျားကောင်းမဟုတ်ဒါရန်ကုန်သားကိုကလည်းအဲ့လိုမျိုးအများမြင်မှာကြတော့အော်နင်းလင်းယူလိုက်တာဘာမှမသိပါလားဆိုတော့ကျမတို့မျောထဲမှာနေခဲ့တဲ့တက်တန်းတစ်လျှောက်တော့မှနံပါတ်ပြဲမရှိခဲ့ဘူးဗာလိဆရာကိုဖြိုးသူ့နာမည်ကတော့ဖြိုးမြတ်ကျော်ပေါ့ဗာလိဆရာကိုဖြိုးဆိုရှင်မခေါ်ချင်တဲ့မတော်မရှိဘူးနံပါတ်တစ်လုံးနဲ့နေလာတာ ခုမှခုလောဘတော့တက်ပြီးတော့မှပို့သွားတာပေါ့နော်ရုပ်ကိုကြည့်ပြန်တော့လေဘဇို့ပဲပြပြအာရုပ်ကလေးတနာကမနဲ့ခုလိုမျိုးလှုပ်သွားမယ်လို့မထင်ဘူးပေါင်းချင်ပါလေအဲ့လိုမျိုးပဲပြောကြတယ်တသက်လုံးမစားပါဘူးယူသွားပါကျမတို့ဆူတောင်းပါတယ်ကျမတို့မိသားစုချွေးနဲ့သွင်းနဲ့ရင်းပြီးတော့မှလှုပ်ထားတဲ့အပူပင်နေစားကြတာမိသားစုလားမွေးထားတာလဲကောင်မမှာပါတာလဲတားလေးတယောက်အမီလေးတယောက်လိုတန်ကြတယ်မွေး ရှစ်လက်ရှိရှိနေတဲ့သူသားသမီးတွေရောသူတို့လင်မယား၂ယောက်လုံးပဖ၄ယောက်ပေါ့နော်ကျမတို့လိုမိသားစုလိုဖြစ်မျိုးမကြုံမဆင်နဲ့လို့ပဲကျမဆူတောင်းတယ်ကျမတို့မိသားစုချွေးနဲ့သွေးနဲ့ရင်းမြောမှာလောက်ထားတဲ့အပူစားတွေကိုအေးအေးချမ်းချမ်းနဲ့တသက်လုံးမစားနိုင်ပါစေလို့ပဲဆူတောင်းတယ်ဘလို့ပဲဖြစ်ဖြစ်ပြန်မရနိုင်တော့မှန်းတော့တိတယ်ဒါပေမဲ့ပအောင်ချင်းမြင်မှာ ကျမတို့ကကျမကပဲပို့ပြီးတော့မှပြောနေတယ်လို့မျိုးဖြစ်နေလို့ဒါကျမကပြောပြတာဒါရန်ကုန်က တောင်းကလာမှာနေတဲ့တခိုးပေါ့နော်ခိုးတာလည်းမရပစ္စည်းကိုခိုးတာမဟုတ်ရောက်ခမပစ္စည်းရှိသူမရှိဘူးဘာမှမချင်အောင်ခိုးသွားတာမေဆိုလို့ရှိရင်နားကငကက်ကလေးရံမယ်ကြံထားခဲ့တော့တာသူခိုးသွားတာသူကလည်းဘယ်ချိန်ကလေးကခိုးကျင်လို့စောင့်နေလဲတော့ကျမတို့ကမသိဘူးနော်ကိုကတော့ယုံကြည်မှုထားတာသူ့ကိုမိဘကြီးကလည်းသူ့ကိုယုံကြည်တယ်ကျမတို့ကလည်းယုံကြည်တယ်မတောက်လဲမတောက်မစားဘူးလူရောလူအေးဆိုတော့ဒါကကြိုတင်ပြီးကြံတည်ထားတာဖြစ်မယ်ဗျဒီယုံမြင်လို့လေဒီရှုံဖယ်နိုင်နေမှာဗျနော် ပြောချင်တာကဘာပေါ်မှာလူရိုးဆိုတာမရှိပါဘူး။ဒါတကယ်တမ်းဆိုလို့ရှိရင်သူကရိုးရိုးတက်တက်နေတဲ့လူကျမလူရိုးဆိုမှရှိလိုက်တယ်။ကျမတစ်ခုလက် ဖြစ်သွားလို့လဲဝမ်းမနေဘူး။မေကကျမကိုပြောတယ်။အသမီးဝမ်းမနေနဲ့စိတ်သိလူသိဘဝသိကိုပဲထူထောင်ပါလို့ပြောတယ်။ကျမလည်းဝမ်းမနေပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကိုနဲ့မတန်လို့သူနဲ့တန်ရတန်ရယူသွားတာ။ ူယူသွားတဲ့မိမကိုယ့်ထက်တားနေလို့ရှင်တော့တမျိုးပေါ့ဒါပေမဲ့တားပါတဲ့တပိုင်းနေနဲ့လေသူယူသွားတဲ့မိမကိုယ့်ထက်အများကြီးတားပါတယ်သူတို့ကမိမကိုယ့်ထက်ဘာသာတယ်လဲဆိုတော့ကလေးနှစ်ယောက်ပူပါတာဟုတ်ဘောမှကလေးမှမရှိတာကျွန်မစိတ်တက်ကအခုကျွန်မတို့သူ့နောက်ကိုပါသွားတာသိန်း600ကျော်ဘူးလောက်ပါသွားတယ်စံကရုပ်ဆိုဘယ်လိုပြောမလဲဆိုကြတော့650ဘူးလောက်တော့ပါသွားတာပေါ့ဒါပေမဲ့မရပြောရအားမငယ်နဲ့ငါသမ လူသစ်စိတ်သစ်ဘဝသစ်ကိုစတင်ထူတာကျမလည်းသူထွက်သွားတဲ့နေရာဒီကနေ့ဆယ်လာပိုင်း၁၂ရက်စနေနေ့ကြတဲ့တလားပြည့်တဲ့နေ့ပေါ့သူထွက်သွားတာ၉လပိုင်း၁၂ရက်စနေနေ့ဒီကနေ့တတတလားပြည့်တဲ့နေ့ကျမကလည်းတွေးထားတာတက်မရှိရင် လက်နဲ့လုံးမအေးမမအေးမရှိမိတွေးနဲ့ပြောမှဆိုတော့စိတ်တယ်လည်းကျမမှမရှိလင်ကြီးမရှိရင်လင်ငယ်နဲ့ပြောမှဆိုတော့စိတ်တယ်လည်းကျမမှမရှိကျမတို့ကယူသားတယ်ဟုတ်တယ်ဗျာနော်စိတ်တက်ဆိုတာဒီလိုမျိုးဖြစ်နေရမယ်ဗျာနော် အေးအေးဆေးဆေးကောင်းကောင်းမွန်တမအာဒီဝါကြောက်ကြောက်နဲ့ဈေးရောက်စားတာတိုင်း600ကျော်ဘူးလောက်ပါသွားလေသူတို့6နှစ်လောက်ကတော့မစားပါဘူးအဖြစ်လို့လဲဆိုတော့သူမြတ်စီကခိုးသွားတဲ့ပစ္စည်းကြောင့်ဘလုံးနဲ့စားပါစေလို့ပဲဆူတောင်းတယ်သူတို့မိသားစုအေးအေးချမ်းချမ်းနဲ့သူ့ကိုလည်းဘေးမသိကြမခါပဲနဲ့တသက်လုံးပဲလူလိုသူလိုနေနိုင်ပါစေလို့ဒါ ဒီဒီဒီရင်ဘက်ကတက်တူပေါ့နော်ဒါရင်ဘက်ကတက်တူဆိုရင်မိနစ်က2024ခုနှစ်လပိုင်း19နှစ်နေရသူ့မွေးနေ့ပေါ့ပါတော့မောင်နှမတွေအများကြီးပဲဒီသားစုမောင်နှမတွေအများကြီးပဲနဲ့ထိုးပေးထားတာချစ်သူမြေအဲထားပါတော့ချစ်သူတက်တန်းချစ်သူလည်းဖြစ်ထားပြီဆိုတော့ကိုယ်လည်းကိုချစ်သူကိုပြောသေးချင်တာပေါ့ပတ်စံနဲ့ကျွန်မပဲကုန်ကြခံလာတာမူးနေလည်းကျွန်မပဲလှုပ်ပစ်တာတတီပီမှာပဲလှုပ်ပစ်တာတတီပီဆိုတော့ကျွန်မတစ်ခေါက်မှမရဘူးသူ့ကိုပဲလိုက်ပို့လို့ပဲရောက်ခုလာပြောသေးချင်လို့ဒါပေမဲ့ခုတော့ ဒီတက်တူးကိုတဲ့ဘလူးကောင်းတဲ့အုပ်သွားတယ်။အုပ်ပါ။ကျမကပဲဘလူးပြောမယ်။ကျေးဇူးတင်မှာခွေကောင်းတဲ့အုပ်မသွားတယ်။ဘလူးပဲဖြစ်ဖြစ်ပါ။ကျမတို့ကတော့ယောက်ျားကောင်းမဖြစ်နိုင်တည်းမဖြစ်နိုင်တည်းဘူးဆိုလို့ရှင်းတာမှခုသူထားတဲ့မိန်းမတွေတော့ယောက်ျားကောင်းဖြစ်စေချင်တယ်။ကဘာပေါ်မှာယောက်ျားယူလဲတချို့တချို့ယောက်ျားတွေယူတဲ့ကို့အဖေနဲ့ကို့မောင်မီမပါဝင်ပေါ့နော်။တချို့ယောက်ျားတွေတစ္ဆာရှိတဲ့ယောက်ျားတွေ 有在居住的，有咯，冇标准个，得撮要家里啊。白马的呀，就一年付出两万四就行了，过一年冇比过样，也是样的个，挺得劲呐。欠工资那难的呀，就啊，路面冇好，欠钱又不拉回来咯，空钱家啦。空阿们滴呀，怪想滴家。我这马都欠工钱难啦，我。土地台面都一把时间难着，还好么嘞？欠工难，欠工难啦。 ခုဆိုလို့ရှိရင်မိမယူထားတယ်မိမကတော့မကောင်းတဲ့တန်းနဲ့ကဘာမှပြုပါဘူးဖာတယ်ဆိုတော့လေတနေ့နေ့ချင်းချင်းဘယ်လိုပြောမလဲကျမတို့ဆီကယူသွားတာလေစားလို့တောက်လို့မြူလို့စို့လို့အားရပြီဆိုလို့ရှိရင်မိမဖာတယ်ဆိုတော့ तू ကဖာကောင်းလို့ပြီးတော့မှ မိမဖာခံကျူးလိမ့်မယ်စိတ်သက်တယ်လောက်တိအောက်တန်းကြနေမှာတော့အခုလိုအောက်တန်းကြတဲ့ဖော့ကလှုပ်ရှားတဲ့တူနဲ့ညားတာတော့ သိစမ်းကြလာတဲ့ကိစ္စမဟုတ်ဘူးဗျာနော်ဝမ်းနည်းနေစရာလည်းမလိုဘူးဗျာနော်ကျမတို့ရှင်းတယ်ကျမမယားပြောတယ်တက်မရှိရင်လက်နဲ့လုံမယ်တဲ့ကျမလည်းအဲ့လိုမျိုးပဲတွေ့ထားသူထွက်သွားတဲ့နေရာနေစပြီးတော့မှပြန်လာဖို့ရတော့လမ်းကြောင်ရှိတော့ဆိုတော့ကျမတို့ဒီကျမတွေ့ထားတာတက်မရှိရင်လက်နဲ့လုံမင်းမရှိမီတွေနဲ့ပြောမှာဆိုစိတ်တက်လဲကျမမှာမရှိဘူးလင်းမရှိလင်းကြီးမရှိရင်လင်းငယ်နဲ့ပြောမှာဆိုစိတ်တက်လဲကျမမှာမရှိဘူး ဒါဘယ်လိုပြောမလဲဟိုကုကိုကိုလည်းခုလိုမျိုးဟိုစောက်ပြတ်တက်နေတယ်မပြင်းမစင်ဘူးဆိုတာလေကြောက်ကြပစ်ထားတယ်လူဝမ်းနဲ့လို့တော့မဟုတ်ဘူးပေါ့နော်။အော်ကျမလက်ထဲကနေကျမကျမရဲ့ PC ကြီးကျမမူရဲ့ PC ကြီးပါသွားလို့ဟိုငါဒီလောက်လင်းယူတာဂျွေးမားကြရသလားအာသလားဆိုတဲ့အတွင်းနဲ့ကုကိုကိုပြစ်တင်နေတာရင်ချိုးမရလို့ဖြစ်တယ်။ဒါပေမဲ့သူ့ကိုယူခဲလို့အော်သူထားသွားလို့ငါဝမ်းနဲ့နေဝမ်းမနေဘူး။ဘာဖြစ်လို့လဲဆိုတော့ ကျမမှာပေါင်းဝန်းကျင်ဘလောက်ပဲကြိုက်ရကြိုက်ရကျမမှာမူကျမမှာကျမမှာရှိတယ်ဖြေရှိတယ်မောင်လေးရှိတယ်ညီမလေးရှိတယ်ကိုကိုကိုပဲကိုကိုယုံကြည်သူပြစ်ထားကြလဲကျမဝမ်းမနေဘူးကိုကျမပြောချင်တာကတော့ဘယ်လိုမျိုးဘယ်လိုပြောမလဲကျမကပဲပို့ပြီးတော့မှပြောနေလို့ဖြစ်မှာကြမှုလို့ဒါတငယ်ချင်းအားလုံးနဲ့မြင်အောင်လို့ကျမ plan နဲ့အားလုံးနဲ့မြင်အောင်ကျမပြောပြတာသူပြစ်ထားကြလို့လဲကျမဝမ်းမနေပါဘူးကိုကျမတို့ပစ္စည်းတွေနဲ့ကျမမိဘရဲ့ လက်ဝတ်လက်စားတွေယူသွားတာနဲ့သူတို့မိသားစုကောင်းကောင်းမွန်မွန်ဘဝတသက်စာလုံးပေါ့နော်အေးအေးချမ်းချမ်းသာသာရရနဲ့ပဲစားနိုင်ကြတောင်းနိုင်ကြပါစေလို့ပဲကျမဆူတောင်းတယ်သူတို့မိသားစုကျမတို့လိုမျိုးဖြစ်မဖြစ်ပါစေလို့ဖခင်ကတော့တာနဲ့ကျမမေတ္တာပို့တယ်လူဆိုတာမေတ္တာဆူလို့ရှိရင်ဘယ်ရာနဲ့မှဆူတာနဲ့မတူဘူးရဲ့သူတို့မိသားစုလေးအေးအေးချမ်းချမ်းကောင်းကောင်းမွန်မွန်လေးနဲ့ဘဝတသက်စာလုံးပေါ့နော် ကောင်းကောင်းမွန်မွန်တတ်တာတွေအားလေးနဲ့ရှောက်လန်းနိုင်ပါစေလို့ပဲဆုတောင်းပေးပါတယ်။ရန်ကုန်သားအခိုးခိုးတာမှနည်းနည်းနုံနုံခိုးသွားတာမှခိုးသွားပါသိန်း600ကျော်ဘလောက်စားမှာလဲ။တသက်စားလုံးမစားပါစေလို့ပဲဆုတောင်းပါလူရုပ်ဆိုတာဘယ်တော့မှတသက်လုံးတောက်ပြောင်နေမှာမဟုတ်တနေ့နေ့ချိန်ချိန်တော့မှိမ့်မှန်မှာကျွေတလက်ကြက်တခုပေါ့သူယူသွားတာ600ကျော်ဘူးဆိုပုံနဲ့ ကျမတို့တို့ကအသက်ရှင်နေတဲ့ယူ600လည်းမကဘူး3600တောင်မှရှာနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကတမအာဒီဝါကြကြနဲ့လောက်ထားတဲ့လောက်ကြမှာ။သူများစီကခိုးလည်းမစားခိုးလည်းမစား။ဒါပေမဲ့သူတို့မိသားစုလေးခုနကျမပြောတယ်မအေးချေချေပါပါဟေးရကောင်းကောင်းမွန်မွန်နေနေပဲဘဝတဆက်ဆက်လာပြောပြောရှင်းရှင်းနေနေပဲ။ဘာဖတ်အမိသားပါလေးရောက်တယ်။ကောင်းကောင်းမွန်မွန်ပူပီတော့ကမရှိပဲနဲ့အေးချေချေဘဝတစ်ခုလျှောက်လန်းနိုင်မှာသိလို့ ဆူတောင်းပါတယ်။ကျမတို့ယောက်ျားကောင်းမဖြစ်ခဲ့ပါနဲ့။သူတက်တော့ယောက်ျားကောင်းဖြစ်ပါစေတောင်း။ပတ်စံသိ600ယောက်ဆိုတာတကယ်နည်းတဲ့အားမဟုတ်ဘူးဗျာနော်။သိ600တန်ဖို့ရှိတဲ့ DPC ကိုဘယ်လိုရှာခဲ့ရလဲ။ဖူးကနေရှေမှထိလောက်ကင်ရှောက်ပြီးစုဆောင်ထားတဲ့ PC ကိုဗျာနော်။ဒီလိုလောက်ရတဲ့ဆိုတကယ်ကိုမှအန်အော်ဖို့ကောင်းတယ်ဗျာနော်။ကိုကလူတစ်ယောက်ကိုယုံကြည်တော့မယ်ဆိုရင်ဒီလူကရိုးတယ်အေးရယ်ဆိုပေမဲ့လည်း နော်သူကဘာအဂျင်စီနဲ့ကိုယ်ကတ်နေရလဲဆိုတာကစားဒါတီရှာလေးကိုလိလာပြီးရှစ်ခဲပေါင်းတင်တာ ပို့အဆင်ပြေပဲဗျာနော်အခုလူသူများရွှေနဲ့ဂျင်းပြီးရှာထားရတဲ့ဥစ္စာပစ္စည်းကိုအခုလူခိုးသွားတာတော်လေးကိုမှစိတ်တက်အောက်တဲကြလို့နေဗျာနော်ကြားတရားအနေနဲ့အခုလူလောက်တော်တာတကယ်ကိုမှရှက်ဖို့ကောင်းနေဗျာနော် ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့တင်ငယ်ချင်းတို့ရဲ့ထင်မြင်38လေးတွေကိုလည်းကျွန်တော်ရဲ့ comment အောက်မှာရေးပေးသွားကြအောင်ဗျာနော်ဒီဗီဒီယိုလေးကိုကြည့်ပြီးဘုဒ္ဓသာသင်ခန်းစာတစ်စုံတည်းရရှိမယ်လို့လည်းကျွန်တော်မျှော်လင့်မိတယ်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့သူတိုင်းကိုကျေးဇူးတင်ပါတယ်ဗျာနောက်ဗီဒီယိုတွေမှာကျွန်တော်တို့တွေပြန်လည်ဆုံတွေ့ကြမယ်ဗျာ